အားလုံးတော့ပါကိုမျိုးကဂျာနီဝါလက်စ်ကပြန်လဲကြိုးစားရပါတယ်။ရှင်းအောင်အရှာရဲ့တမိုင်းကြောင်းကအငနေငယ်ရှုပ်ထွေးပြီးတော့အငင်းပွားစရာတွေရှိတယ်။ရှင်းအောင်အရှာဒေတာရဲ့တမိုင်းအစောဆုံး empire နဲ့ပတ်သက်ပြီးတော့ပြောကြမယ်ဆိုရင်ခမိုင် empire တောင်ဝ empire ချောလာ empire ဆိုပြီးတော့ပြောကြမှာသိကြပဲ။ခမိုင် empire ကို AD 600နှစ်ကနေပြီးတော့1431အထိကမ္ဘောဒီးယားဒေတာမှာ ချင်းချခဲ့တဲ့အရာကြီးဆုံး empire တစ်ခုဖြစ်တယ်။တောင်ကုန် empire ကိုတော့ခရစ်နှစ်1530ကနေ1599အထိမြန်မာနိုင်ငံမှာအခြေစိုက်ပြီးတော့ကျူးကျော်စစ်ပွဲများစွာဆင်နွှဲခဲ့ပြီးတော့နေပယ်ချဲ့ထွင်မှုအများဆုံးအင်အားအကြီးဆုံး empire တစ်ခုဖြစ်ခဲ့တယ်။ Cholas empire ကိုတော့ခရစ်နှစ်900ကနေပြီးတော့1300စုအတွင်းအိန္ဒိယတောင်ပိုင်းမှာအခြေစိုက်ပြီးတော့အရှေ့တောင်အာရှကိုအုပ်စိုးခဲ့တဲ့တမင် empire ပဲဖြစ်တယ်။အရှေ့တောင်အာရှ နိုင်ငံရေးဖြစ်ထွန်းမှုမှာလွှမ်းမိုးမှုအများဆုံးရှိခဲ့တဲ့ empire ပဲဖြစ်တယ်။ Charles Empire ကအိန္ဒိယကနေပြီးတော့ဓာတ်ရိုက်ဩဇာလွှမ်းမိုးခဲ့တဲ့ရေချောင်း energy တမီ empire ပဲဖြစ်တယ်။တမိုင်းရှာဖွေတွေ့ရှိချက်တွေအရခရစ်နှစ်100စုကနေ900စုအထိ empire တခုထက်ရှိနေကြောင်းကိုတွေ့ရတယ်။ပင်မကုန်းမြစ်အခြေဆိုင်ရေချောင်း energy နိုင်ငံတနိုင်ငံဖြစ်ပြီးတော့အရှိတောင်အာရှမှာအစောဆုံး empire အကြီးမားဆုံး empire အကျယ်ပြန့်ဆုံး empire အဖြစ်တည်ရှိခဲ့တဲ့ ပထမဆုံးဟိန်တို့အင်ပါယာအဖြစ်နာမည်ကျော်ကြားခဲ့တယ်။မြန်မာပြည်ရဲ့ပိုင်နက်အချို့ကိုလည်းတင်ပိုက်ခဲ့ဘူးလေ။အင်ပါယာကတော့ကမ်ဘောဒီးယားမှာအခြေစိုက်တယ်။ကမ်ဘောဒီးယားတမိုင်းမှာပထမဆုံးနိုင်ငံတော်အရှိတောင်အရှာတမိုင်းမှာအစောဆုံးအင်ပါယာအဖြစ်သတ်မှတ်ထားတဲ့ဖူနန်အင်ပါယာပဲဖြစ်တယ်။ဖူနန်အင်ပါယာရဲ့အကြောင်းကိုဖော်ပြတဲ့အခါမှာတရုတ်ရှေ့အောင်တမိုင်းမှတ်တမ်းတွေကိုလေ့လာမှရမယ်။ ED 300စုအလယ်မှာတရုတ်ဝူနိုင်ငံရဲ့ကိုစားပြုဖူနန်ကိုလာရောက်ခဲ့တယ်။တရုတ်တန်တမန်တော်အဖြစ် ကန်တိုင်နဲ့ကျူရင်တို့ရဲ့အစီရင်ခံစာတွေရေးခဲ့ကြတယ်လို့ဆိုတယ်။အဲဒီအစီရင်ခံစာထဲမှာဖူနန်အင်ပါယာရဲ့ကြီးကြပ်ခံတာမှုဖူနန်အင်ပါယာရဲ့ရေချောင်းအင်အားကြီးမှုတွေကိုဖော်ပြထားတယ်။ရှေးတရုတ်ပညာရှင်များကဖူနန်ဆိုတဲ့စကားလုံးကိုခမာစကားလုံး၊ဖန်နန်တောင်ဆိုတဲ့စကားနဲ့ပြီးတော့စဉ်သက်လာတာလို့ဆိုကြတယ်။အဓိကယူဆချက်ကတော့ဖူနန်လူမျိုးတွေကအဓိကအားဖြင့်မွန်ခမာဒါမှမဟုတ်လူမျိုးပေါင်းစုံပါဝင်တဲ့လူ့ဘွယ်စည်းတစ်ခုအဖြစ်တည်ရှိခဲ့တယ်လို့ဆိုတယ် Michael Vickery ကတော့ဖူနဲရဲ့ဘာသာစကားကိုခွဲခြားသတ်မှတ်တဲ့အခါမှာတတ်သိအထောက်အထားတွေကမွန်ခမာတွေဖြစ်ကြောင်းလို့ပြင်းပြင်းထန်ထန်ပြောဆိုညွှန်ပြထားတာရှိတယ်။အရှိတောင်အရှမှာတမိုင်းမှတ်တမ်းတွေအရပထမဆုံး Empire အကြီးဆုံး Empire ဟိန်းနူ Empire အဖြစ်သတ်မှတ်ခဲ့တဲ့ဖူနဲ Empire က AD 100စုကနေ900စုအတွင်းအုပ်ချုပ်ခဲ့တယ်။အဲဒီကာလမှာမြန်မာပြည်ကိုပေပင်းတွေအုပ်ချုပ်တယ်လို့ ကြည့်လိုက်မယ်ဆိုရင် AD 100စုကနေ900စုအထွေမှာမြန်မာနိုင်ငံအလဲပိုင်းမှာပြုံမျိုးပြနိုင်ငံတွေထွန်းကားနေပြီဖြစ်တယ်။တရီခိတရာအပြင်ဟန်လင်းပိတ်တနုစတဲ့ပြုံမျိုးပြနိုင်ငံတွေတရှိနေပြီဖြစ်တယ်။ပြုံမျိုးပြနိုင်ငံများထဲမှာလည်းအကြီးဆုံးနဲ့တက်တန်းအရှိဆုံးမျိုးပြနိုင်ငံကတော့တရီခိတရာမျိုးပြနိုင်ငံပဲဖြစ်တယ်။ AD 400စုကနေ900စုအထွေမှန်တမ်းရာစုနေမှာဖော်ပြထားတယ်။ဖုန်နဲအင်ပါယာကလည်းအဲ့ဒီအခက်အခါက ပြူမျိုးပြနိုင်ငံတွေအတွေ့လာရောက်တိုက်ခိုက်ခဲ့တယ်လို့တချို့မှတ်တမ်းတွေမှာဖော်ပြထားတာတွေ့ရနိုင်တယ်။ဖုန်နန်းဆိုတဲ့အမည်ကတရုတ်မှတ်တမ်းမှတစ်ဆင့်ထွက်ပေါ်လာတယ်လို့ဆိုကြတယ်။တရုတ်ဒဏ္ဍာရီအရာမှတ်တမ်းများတွေမှာတော့ဖုန်နန်းအင်ပါယာကိုဟွန်တီယန်ဆိုတဲ့မင်းသားတစ်ပါးကပထမရာသုကံမှာစတင်တည်ဆောင်ခဲ့တာလို့ဆိုတယ်။ဒီမင်းသားကအိန္ဒိယကမ်းခြေတစ်ခုကနေရောက်လာပြီးတော့လူယူရေးလို့အမည်ရှိတဲ့ဘီယင်မတစ်ပါးကိုအနိုင်ယူပြီးတော့တင်ပိုက်ခဲ့တယ်။အဲဒီနောက်မှာတော့နိုင်ငံတစ်ခုတည်ဆောင်ခဲ့တယ်လို့ဆိုတယ်။ အရှိတောင်အာရှရဲ့ပထမဆုံးဟိန်းနူဘာသာဩဇာကြီးမားခဲ့တဲ့နိုင်ငံတနိုင်ငံဖြစ်တယ်။အရှိတောင်အာရှရဲ့ပထမဆုံးဟိန်းနူဘာသာဩဇာကြီးမားတဲ့နိုင်ငံဖြစ်ခဲ့တဲ့ဖူနန်အင်ပါယာကခရစ်နှစ်၁00စုကနေ900စုအတွင်းထင်ရှားခဲ့တဲ့အိန္ဒိယဩဇာကနိုင်ငံတနိုင်ငံဖြစ်ခဲ့တယ်။ယနေ့ခေတ်မှာတော့ကမ်ဘောဒီးယား၊ဗီယက်နမ်၊ထိုင်း၊မြန်မာပိုင်နက်အချို့တွေကိုလွှမ်းခြုံထားတဲ့မဲခေါင်မြင်ကွင်းဒေသတစ်ခုလုံးကိုပို့ပို့ပြီးတော့တိမ်ပိုင်အုပ်ချုပ်ခဲ့တဲ့အင်ပါယာတစ်ခုပဲဖြစ်တယ်။ဖူနန်အင်ပါယာရဲ့မြို့တော်ကဝရာဒပူရာတို့ အနီးရတယ်။ယနေ့ခေတ်မှာတော့ကမ္ဘောဒီးယားနိုင်ငံတာကီယိုပြည်နယ်မှာရှိတဲ့အန်ကာဘိုရီပဲဖြစ်တယ်။အချို့သောတပ်သေးအထောက်ထားတွေကဖူနန်လူမျိုးတွေကမွန်ခမာလူမျိုးတွေဖြစ်ကြောင်းကိုဆက်လက်ပြီးတော့ဖော်ပြထားတာရှိတယ်။တချို့ကလည်းမာလီယုလူမျိုးတွေဖြစ်နိုင်ကြောင်းလို့ဆိုတယ်။ဖူနန်အင်ပါယာကိုအိန္ဒိယယဉ်ကျေးမှုလွှမ်းမိုးမှုအရှိဆုံးနဲ့အုပ်ချုပ်ရေးတွေမှာလည်းအိန္ဒိယစာပေပါဝင်နေကြောင်းရှိကြောင်းကိုလည်းဖော်ပြထားတယ်။ဒါကြောင့်လည်းယနေ့အချိန်ထိကမ္ဘောဒီးယားပိုင်နယ်အတွင်းမှာရှေးဟောင်းအိန္ဒိယအဆောက်အဦတွေအိန္ဒိယဖျားเจ้าတွေရှိနေတာကိုကျွန်တော်တို့တွေ့ရနိုင်တယ်။ ဖုန်နှိုင်းအင်ပါယာက ရေချောင်းကုံသွယ်မှုအားကောင်းတာကြောင့်စီပင်ဝါပြိုးခဲ့တဲ့အိန္ဒိယနဲ့တရုတ်ကုံသွယ်ရေးဆက်ဆံမှုရှိခဲ့တဲ့အင်ပါယာတခုပဲဖြစ်တယ်။300စုကနေ900စုအတွင်းတရုတ်ဧကရာဇ်ထံကိုတန်တမန်နေဆီလုတ်ကလက်ဆောင်ပဏာတွေဆက်တာတွေရှိခဲ့တယ်။အဲဒီကာလမှာတရုတ်တမိုင်းမှာလည်းကွဲပြားမှုတွေစစ်ပွဲတွေအများပြားရှိခဲ့တဲ့အချိန်ကာလပဲဖြစ်တယ်။တရုတ်ပြည်မှာဆိုရင်မင်း30ကခွဲဝေပြီးအုပ်ချုပ်တဲ့ကာလတခုနဲ့ကျွန်ပါတယ်။တရုတ်ပြည်မြောက်ပိုင်းကိုဝေမင်းဆက်ကအုပ်ချုပ်ပြီးတော့ အနောက်တောင်ပိုင်းကိုရှုမင်းဆက်ကအုပ်ချုပ်တယ်အရှေ့တောင်ပိုင်းကိုဝူမင်းဆက်ကအုပ်ချုပ်တယ်လို့ဆိုတယ်ဖူနန်အင်ပါယာအတီးကတရုတ်ပြည်နဲ့ဆက်ဆံခဲ့တာကတော့ဝူမင်းဆက်ပဲဖြစ်တယ်ဝူပြည်နိုင်ငံတော်နဲ့ကုန်သွယ်ရေးတန်ရေးတမန်ရေးကိုအခြေခံတဲ့ရင်းနှီးတဲ့ဆက်ဆံရေးတွေရှိခဲ့တယ်လို့ဆိုတယ်အိန္ဒိယဘက်ကိုပြန်ကြည့်မယ်ဆိုရင်တော့အဲ့ကာလတစ်ခုလုံးမှာစီးလုံးစွာအုပ်ချုပ်ခဲ့တဲ့အေဂရစ်ပြည်တဘာမှမရှိဘူးလို့ဆိုတယ်အဲ့ကလာကအိန္ဒိယတမိုင်းမှာမဟာမိတ်ပြည်နယ်တွေတစ်ချိန်တည်းမှာပေါ်ထွန်းခဲ့တဲ့မင်းဆက်တွေစူပေါင်းပြီးအုပ်ချုပ်တဲ့ခေတ်ကာလပဲဖြစ်တယ် 6ရာစုကိုရောက်တဲ့အခါမှာတော့ဖုန်တန်းအင်ပါယာရဲ့လက်အောက်ခံနိုင်ငံတနနိုင်ငံဖြစ်တဲ့ချာလာမြို့ပြနိုင်ငံတခုပေါ်ထွန်းခဲ့တယ်။နောက်ပိုင်းမှာတော့ဖုန်တန်းကိုတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်။အဲဒီနောက်မှာတော့ချာလာဘရင်ပါဘွားဝမန်ကဖုန်တန်းရဲ့မြို့တော်ကိုသိမ်းပိုက်ပြီးတော့ခရစ်နှစ်629မှာဖုန်တန်းအင်ပါယာတခုလုံးကိုဖျက်ဆီးခဲ့တယ်။ AD 600ဆုမှာတော့ဖင်ဖုန်တန်းအင်ပါယာကြာရှုံးခြင်းတဲ့အတူခမာဘရင်ပေါ်ထွန်းခဲ့တယ်။ AD 600ဆုနောက်ပိုင်းမှာတော့ချာလာရဲ့အပြိုင်မှုကလည်းတိုင်းပြည်နှစ်ခုဖြစ်ခဲ့တယ်။ ရေပိုင်နဲ့ခြာလာနဲ့ကုန်းပိုင်နဲ့ခြာလာဆိုပြီးတော့ပိုင်းချပြီးတော့ပေါ်တွန်းခဲ့တယ်။ရေပိုင်နဲ့မှာရှိတဲ့ခြာလာမင်းဆက်ကမြောက်ပိုင်းမှာဆက်လက်အုပ်ချုပ်ပြီးတော့ကြံခြာလာကတော့တောင်ပိုင်းမှာဆက်လက်အုပ်ချုပ်ခဲ့တယ်။ AD 602ခုနှစ်အရောက်မှာတော့ခမပင်ခြာဝမန်နှစ်ကအစိမ့်စိမ့်ပေါ်မှာကွဲသွားတဲ့ခြာလာနေမြေအလုံးကိုပေါင်းစည်းပြီးတော့ခမအင်ပါယာဆိုပြီးတော့တည်ထောင်ခဲ့တယ်။ခမအင်ပါယာကို AD 600ကနေ900ကြားထုံးခဲ့တဲ့အကြီးဆုံးအင်ပါယာတစ်ခုဖြစ်ခဲ့တယ် အရှိတောင်အာရှမှာလည်းနာမည်ကြီးကုန်တဲ့ထင်ရှားတဲ့ခမာအင်ပါယာဖြစ်ခဲ့တယ်။ခမာအင်ပါယာကြီးထွားလာတဲ့အတူခမာလူမျိုးတွေကမြန်မာပြည်ရဲ့ပိုင်နက်တွေကိုလည်းဆက်လက်တင်ပိုက်ဖို့အတွက်အိုက်ပွဲတွေပေါ်ဆောင်ခဲ့တယ်။ဒါပေမဲ့ကြီးကြီးမားမားအောင်နိုင်မှုတွေတော့မရှိခဲ့ဘူး။အိုက်ကာလာကမုတ်တမဟန်တာဝေနဲ့ဒရာဂူတွေခစ်ပြိုင်မှုမျိုးပြနိုင်ငံတွေပေါ်ပေါက်လာခြင်းပဲဖြစ်တယ်။ခမာတွေကထိုင်းကိုတိမ်ပိုက်နိုင်ပြီးတဲ့နောက်မှာတော့မြန်မာပြည်ရဲ့ပိုင်နယ်ဖြစ်တဲ့ဘကူဟန်တာအဝရီအထိစီးရီးဖြန့်ကျက်လာတယ်။အဲဒီအခါမှာ ဘကူးဘင်ဘုဒ္ဓမင်းကပကံကိုလှမ်းပြီးတော့အကူညီတောင်းတယ်။အဲ့ခါမှာအနောယတာကစစ်သူရဲကောင်း၄ဦးဖြစ်တဲ့လူဆောင်ကောင်း၄ဦးကိုကလင်တန်နဲ့အတူခမာဂျွန်းစစ်သူတွေကိုပြန်တိုက်ဖို့အတွက်ဆေးလုပ်ခဲ့တယ်။ဒီအရာကိုလည်းကျွန်တော်တို့ငငယ်တော့ကကြားဘူးလေ့လာဘူးကြားပါပါ။လူဆောင်ကောင်း၄ဦးကတော့ကျန်စစ်သားမထွေယူနှလုံးကပဲညောင်ဦးပြီးပေါ့။ဂျွန်းစစ်သူဆိုတာကယူရီးယားတွေကခမာကိုခေါ်လို့ခေါ်တယ်။အဲ့ခေတ်ကာလကမြန်မာတွေက ခေါ်လို့မခေါ်ဘဲနဲ့ချွန်းလို့ခေါ်တယ်။အဲ့ကနေမှတဆင့် ဂျုံဆိုပြီးတော့ဖြစ်သွားတာလို့ဆိုရဲခမာတွေကဂျုံထိုးတဲ့ဂျုံစစ်တီတွေဆိုပြီးတော့တမုတ်ကြတယ်ဒါကတော့ခမာအင်ပါယာပေါ်ထွန်းလာခြင်းနဲ့ဖူနန်အင်ပါယာကြာရှုံးခြင်းပဲဖြစ်ပါတယ်တကယ်တော့အရှိတောင်အရှာမှာအစောဆုံးပေါ်ပေါက်ခဲ့တဲ့ဖူနန်အင်ပါယာအကြီးမားဆုံးကျယ်ပြန့်ခဲ့တဲ့ဖူနန်အင်ပါယာကတော့အရှိတောင်အရှာရဲ့တမိုင်းမှာပထမဆုံးကြီးမားတဲ့အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်ခဲ့တယ်နောက်ပိုင်းပေါ်ထွန်းလာတဲ့ခမာအင်ပါယာအပါအဝင်နိုင်ငံများအတွက်အုံမြင့်ချပေးခဲ့တဲ့ အရေးပါတဲ့ empire တစ်ခုပဲဖြစ်တဲ့ရှင်းဟောင်းယဉ်ကျေးမှုအမွေနှစ်တွေကိုလည်းထားရှိခဲ့တဲ့ empire တစ်ခုပဲဖြစ်ပါတယ်။ဒါကတော့ကျွန်တော်လေ့လာမိတဲ့ရှေးတောင်အာရှရဲ့အစောဆုံး empire အကြီးကျယ်ဆုံးသော empire အကြောင်းကိုပြောပြသွားခြင်းဖြစ်ပါတယ်။ကျွန်တော်ဗီဒီယိုလေးကိုစုံထိလိုက်ပါကြည့်ပေးတဲ့ဒုတိယချင်းစီကိုကျေးဇူးတင်ပါတယ်။ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးကြပါဦး။အားလုံးပဲ see you in the next video.